အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်အဲဒီနေ့ညနေမှာတော့ကျွန်တော် Cristiano Ronaldo ရဲ့အကြောင်းနည်းနည်းလေးပြောအောင် Ronaldo ရဲ့အကြောင်းပြောပြီးဆိုရင်တကယ်ကိုဒါကျွန်တော်ကျွန်တော်အမှန်တိုင်းပြောမှာစကျွန်တော်တို့ဒါဒီနေ့မှနည်းနည်းလေးအားရတယ်ဘောနော်ကျွန်တော်အလုပ်လေးနည်းနည်းပြီးသွားလို့ဒါကျွန်တော်မိသားစုနဲ့ညစာထွက်မစားခင်မှာကျွန်တော်နည်းနည်းလေးဒါ research လုပ်ဖြစ်ခဲ့တယ်။ဘာလို့လဲဆိုတော့ဒါကျွန်တော်လူဒီပြောနေတဲ့အတိုင်း Ronaldo ရဲ့လုခလာစားကတစ်နှစ်ကိုယူရိုတန်400ဆိုတဲ့ကနန်းကဟုတ်ရဲ့လားဘောနော်ဒါ exaggeration လား။ Of course ဒါခုနကပြောတဲ့ဒါကျွန်တော် Twitter ကတွေ့တဲ့သတင်းနဲ့ယုံလို့မရဘူးဆိုတာပေမဲ့ဒါပေမဲ့ကျွန်တော်ထင်တာကနံပါတ်ထပ်တော့မှာ Ronaldo ကပူရနေတယ်ဆိုတော့ကိုကပူတော့ surprise ဖြစ်သွားခဲ့သေးတယ်အဲ့တော့လက်ရှိသားကျွန်တော်နည်းနည်းလေးခင်ဗျားတို့ explanation လုပ်ချင်တယ်ဘာလို့ sorry back ကလည်းဒီလောက်ထိပေးထားတာလဲဆိုတော့ခင်ဗျားတို့နည်းနည်းလေးပြန်ပြောချင်တယ်အဓိကနောက်တစ်ချက်က sorry back ကဒီလောက်ပေးထားတာပြန်ငေါရရလားဆိုတဲ့ ROI ပေါ့နော် return on investment ကိုပြန်ရရလားဆိုတဲ့ဥစ္စာလေးခင်ဗျားတို့နည်းနည်းလေးရှင်းပြမယ် football business of movement ကကျွန်တော်တို့နောက်တစ်ချက်မှာ sorry အနေနဲ့ဒါကျွန်တော်တို့ဒီဟာကစားသမားတွေဘာလို့အဲ့လောက်ထိ invest လုပ်ပြီးပြန်ရောရရလားအကြောင်းခင်ဗျားတို့ကျွန်တော်နည်းနည်းလေးပြန်ရှင်းပြပေါ့နော် okay ဒါ ਉਹ တော့လက်ရှိမှာရော်နယ်ဒိုနဲ့အကြောင်းအဓိကပြောအဲ့တော့ရော်နယ်ဒိုနေအခုလက်ရှိကြကျွန်တော်တို့နောက်ထောင်ဒါမန်ချက်စတာယူနိုက်တက်အသင်းကထွက်သွားခဲ့ပြီးရင်တော့ဘာမှအယ်နစီယာနဲ့စာချုပ်ချုပ်ပေးခဲ့တယ်။ဒါတနစ်ကို roughly ဒါကျွန်တော်ဖတ်မိလောက်ဆိုရင်တော့ယူရိုတန်း200ဒါရတယ်ဆိုပြီးသိရတယ်ဒီမှာပါအဲ့တော့စာချုပ်အသစ်ရဒါကျွန်တော်တို့လက်ရှိအခြေအနေဒီအရပေါ့ဒါကျွန်တော်ဘယ်လောက်ရလဲအဲ့တော့စာချုပ်အသစ်မှာဒါကျွန်တော်လူတော်များ conception ဒါ misconception misconception ဖြစ်တော့တော်တော်လေးကိုအထင်မြင်လွဲတာက Ronaldo ဒါလစာတူးရခဲ့တယ်လူဒါလူတော်များဖော်ပြခဲ့ဒါပေမဲ့ ရော်နယ်ဒိုကလစာတူရခဲ့တာမဟုတ်ဘူးရော်နယ်ဒိုနေတဲ့လက်ရှိမှာသူရနေတဲ့တန်း200အတိုင်းပဲနောက်ထပ်2နှစ်ကိုထပ်ပြီးတော့ဒါစာချုပ်ချုပ်ခဲ့တာဖြစ်တယ်ဒါပေမဲ့ရော်နယ်ဒိုနေတဲ့အခုလက်ရှိမှာမနှစ်ကလေးလွန်ခဲ့တဲ့2နှစ်ကတန်း200ရခဲ့တယ်အခုလက်ရှိမှာတန်း200နှစ်နှစ်ထပ်ရမှာဖြစ်တယ်ဒါပေမဲ့သူ့ဘေးပတ်ချာလေကသူရနေတဲ့လက်ရှိကျွန်တော်တို့ဒါအထွေထွေဥစ္စာတွေကမြင့်မာသွားကြတယ်ဖြစ်တယ်အဲ့တော့ဘေးနားကဘာတွေမြင့်မာသွားကြအဲ့တော့ဒါကျွန်တော်တို့ဥရောပနဲ့လက်ရှိမှာဆော်ဒီအုပ်စုနဲ့မတူတဲ့အချက်ရှိတယ်အဲ့ဒါကဘာလဲ ဲ့ဒါကဘာလဲဆိုလက်ရှိမှာဒါကျွန်တော်တို့ဘောလုံးအသင်းမှာဒါကျွန်တော်လက်ရှိမှာကျွန်တော်ဒါဥရောပကစားသမားတယောက်ခမချုပ်ဆူလိုက်ပြီဆိုရင်ခမ ကစားသမားရဲ့ commercial right တွေရတယ်ဒါကျွန်တော်တို့ image right တွေရတယ်တခါတည်းရပြီးသားဖြစ်ပြီဒါကစားသမားကိုဝယ်ယူရဲကစားသမားကိုလုခလာစာလေးပေးလိုက်ယူနေကိုခမ ्या ကဒီကစားသမားရဲ့ရုပ်ပုံကိုအသုံးပြုခွင့်ရမယ်ဒီကစားသမားနဲ့ကြညာရိုက်လို့ရမယ်ဒီကစားသမားခမ ्या ကြိုက်တယ်လို့ခမ ्या အသုံးပြုပိုင်ခွင့်ရှိတယ် Ronaldo နေရာမှာဒီလိုမျိုးမဟုတ်ဆော်ဒီကသူ့ကိုဘောလုံးကံပိုးကြီးပဲတန်းနေရပေးထားတာဖြစ်တယ်ဒီ conception ကိုဒီကျွန်တော်တို့ဒီအကြောင်းကိုခမ ्या နားလည်ဘူး Ronaldo ကိုဒါကျွန်တော်ကွင်းထဲမှာ ပရိတ်သတ်တွေလာကြည့်ပြီးဘောလုံးလေးကိုကန်ဖို့အတွက်တန်း200တနက်ကိုပေးထားတာဖြစ်တယ်ဂိုးဒီပါးကြီးတွင်လာတာကျွန်တော်သူ့ရဲ့ငွေတဲ့ပင်ကိုဖြစ်ထားပါဒါပေမဲ့အခုလက်ရှိမှာကျွန်တော်တာမန်ကစားသမားအခုလက်ရှိမှာအောင်နစီယာဘက်ကနေပြီးတော့ရနောက်ဒူဂူအောင်နစီယာရဲ့အင်ဂျီကြွညာရိုက်ချင်နေဆိုရင်သူများရဲ့လို့ဂုတ်ဆိုဂုတ်ကနေဆွဲခေါ်ကြရနောက်ဒူနဲ့ဂျေးပြန်ညှိပြီးတော့အင်ဂျီဂျီအင်ဂျီရိုက်ဖို့တော့ကျွန်တော်ခမရကိုပြန်သုံးကျင်ပါဆိုပြီးသုံးတယ်အဲ့တော့ရနောက်ဒူနဲ့အခုလက်ရှိအောင်နစီယာရဲ့တော့ကျွန်တော်တို့အင်ဂျီကြွညာမှာသူမပါခြင်းဘူးဆိုလည်းရတယ်ဘာလို့ဆိုအသင်းကအဲ့ဒီ right သူ့စီမှာမပိုင်ဘူး ဲ့တော့လက်ရှိမှာထားပါဟို LNCA နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော် LNCA ကြွညာတစ်ခုရရတာဒီမှာ Leaning Company ကြွညာတစ်ခုရတယ် Leaning Company ကြွညာရတဲ့အချိန်မှာဒါ Ronaldo ကိုသူတို့ကအာငါအသင်းကကောင်ကန်တဲ့ကောင်ဆိုပြီးထည့်သုံးလို့မပြော Ronaldo ကိုဒီ company ကပေးတဲ့ budget ထဲကဘယ်လောက်ပါဆန့်လဲဆိုပြီးပြန်ပေးပြီးပြန်သုံးရတယ်အဲ့တော့တနှစ်မှာ Ronaldo အနေနဲ့ဓာတ်တွေကိုပြန်တွက်လိုက်ပြီးဒီဟာတွေကိုပြန်တွက်လိုက်မယ်ဆိုရင်တနှစ်မှာ Ronaldo အနေနဲ့ကျွန်တော်လက်ရှိမှာ number 1တိကျကြတော့ number 1မှာသွားမှာဆိုလို့တနှစ်မှာဒါကျွန်တော်တို့ပေါင်း ဒါနှစ်နှစ်ဟိုဆိုရင်မအောင်ဆို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 အောင်ပါ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  Okay အဲ့ကျွန်တော်အစ်စ်မှာဒါကျွန်တော်တို့ total အားလုံးပေါင်းဒေါ်လာတန်း468ချက်တန်းပေါ့နော်နံပါတ်မမဆိုကြတယ်နံပါတ်မရင်ကျွန်တော်ဒါနံပါတ်ကတော့တော့မလို့မကောင်းအဲ့ဒါလက်ရှိမှာ image right ဒီဒါကျွန်တော်တို့အဲခုနကပြောသူပဲရုပ်သံ commercial right ဒီအကုန်ပေါင်းလိုက်ပြီဆိုတနစ်ကိုဒေါ်လာဒါကျွန်တော်တန်းတန်း468ချက်တန်းဒီဝင်တော့ရအောင်ဖြစ်တယ် ဘလောက်ထိမိုက်တယ်နော်အဲ့တော့ယူနိုက်တက်တဲ့ဆိုယူရို300ဘတ်ချာလေးဝင်ကြောက်ကျွန်တော်ရန်နိုဒူအနေနဲ့ဒါကျွန်တော် image right to commercial right တို့ဘာလို့ပေါင်းလိုက်မလဲလောက်ခလာစားတန်း200ရဲ့ image right commercial right ဘာညာ right ရဲ့ပေါင်းလိုက်မယ်ဆိုရင်တော့ဒါကျွန်တော်ယူရို300ရမှာဖြစ်ပါတယ်တော်တော်လေးကိုမြောက်တဲ့နံပါတ်တစ်ခုလို့ပြောလို့ရတယ်ဒါပြကျွန်တော်ဒါတော့နံပါတ်တွေဘာညာနဲ့ပြန်တွက်ရင်တော်တော်လေးကိုမိုက်တယ်ဗျဒါကျွန်တော်ရန်နိုဒူအနေနဲ့ဒါကျွန်တော်တလကို ယူရို33.34တန်းရမယ်တပတ်ကိုတော့ကျွန်တော်ယူရို9.6တန်းရတယ်ဒါကျွန်တော်တစ်နှစ်ကိုယူရို1.3တန်းရပြီတနာယူကိုယူရို4.6တန်းဟိုလေးသိန်းဟိုဟုတ်တယ်4,600တွန်းရမယ်တနာယူဒါကျွန်တော်တမနစ်ကိုယူရို982ဒေါ်လာရမို့ယူရိုရမယ်တစ်စက္ကန့်ကျွန်တော်ဗီဒီယို၄မိနစ်မှရကျွန်တော်ရိုနယ်ဒူကကျွန်တော်ဒါ ယူရို3000ရှာပြီးပြီပေါ့နော်အဲ့တော့ကျွန်တော်ခမန်းတို့ပြောနေချိန်မှာယူရန်တို့ကယူရို3000ရှာပြီးပြီအပြောမယ်ဆိုတော့တကယ်ကိုကြော်ခမန်းလီလီဖြစ်တဲ့နံပါတ်တွေဖြစ်တယ်တကယ်ကိုလံပြန်ထွက်တဲ့နံပါတ်တွေဖြစ်တယ်အဲ့ဒီညမှာခုနကပြောလို့ဓာတ်ရီအပြင်ကိုရန်တို့ကဘာတွေထပ်ရသည်လဲလက်ရှိမှာရန်တို့နေနဲ့အခုလက်ရှိမှာဆိုင်းငင်းဘောနပ်စ်ဒါကျွန်တော်စာချုပ်ချုပ်ကြီးအခုလက်ရှိဒါကျွန်တော်ပရီးမီးယားလီဂ်မှာဒါအခုနောက်ပိုင်းဒါဥရောပမှာပါနာမည်ကြီးလာပေါ့နော်ဒါထိုးကြီးပေါ့နော်စာချုပ်ထိုးကြီးစာချုပ်ဒါစာချုပ်ပေါ်မှာလက်မှတ်ထိုးကြီးကြီးပဲကိုလက်ရှိမှာရန်တို့အနေနဲ့ဒါပေါင်24.5တန်တတီရတယ်အကြိတ်ရန်တို့နေနဲ့ ့လက်ရှိမှာဒုတိယမြောက်နှစ်ကိုဘယ်မှမသွားဘဲနဲ့ဒီစာချုပ်အတိုင်းပဲဆော့ခဲ့မယ်ဆိုရော်နယ်ဒိုနေနဲ့38တန်းတတိတိရမှာဖြစ်တယ်။အဲ့ဒါခုနကျွန်တော်တို့ဒါခုနယူရိုတန်း၄00မပါသေးတော့ဒါစာချုပ်ထိုးကြီးကြီးပဲရော်နယ်ဒိုကသူ့စာချုပ်တက်တန်းနှစ်နှစ်ပြည့်တော်တကယ်ဆော့မယ်ဆိုရင်ယူရို48ဟိုပေါင်း48တန်းဟိုဆိုပေါင်း38တန်းရမယ်။ပေါင်း38တန်းရမယ်။အဲ့တော့ပြီးလဲပြီးရောလက်ရှိမှာဒါတွေမဟုတ်ဘဲနဲ့ရော်နယ်ဒိုကိုလက်ရှိအယ်နစီယာရဲ့ဒါကျွန်တော်တို့ အေးပေါ့အသင်းရဲ့15ရာခိုင်နှုန်းကိုလည်းပေးပေးရခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့လက်ရှိမှာ Ronaldo ကိုဒါကျွန်တော်တို့ခုနဘောလုံး ဒါကျွန်တော်တို့လစာတွေမဟုတ်ဘူး image right တွေမဟုတ်ဘူးလက်ရှိမှာခုနကကျွန်တော်တို့ထိုးခြေတွေမဟုတ်ဘဲနဲ့လက်ရှိ Ronaldo ကိုဒါကျွန်တော် El Nassr ရဲ့15ရာဂိုင်နှုန်းကိုလေ PIF ကနေသူ့ကိုပေးခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့အဲ့15ရာဂိုင်တော့အခုလက်ရှိတန်ဂျင်းနဲ့ဆိုရင်တော့ပေါင်33တန်တန်တယ်လို့ပြောထားတယ်မှာပါတယ်အဲ့တော့ဒါတွေမဟုတ်သေးဘူး performance bonus တွေလည်းအများကြီးရှိတယ်ဒီ day တွေပါအကုန်ထွက်လာခဲ့တယ် Saudi League ကိုဒါကျွန်တော်လက်ရှိမှာ Ronaldo အနေနဲ့ဒါကျွန်တော် El Nassr နဲ့တူတူရခဲ့မယ်ဆိုရင်တော့ရှစ်တန်းရမယ် AFC ဘောနာကျွန်တော် Asian Champion League ကိုရခဲ့မယ်ဆိုတော့၅တန်းရမယ်လက်ရှိမှာတော့ကျွန်တော် Saudi League မှာရွှေဖနက်ဆူရမယ်ဆိုရင်၄တန်းရမယ်ဒီနေ့ဘလောက်ထိမိုက်လဲဆိုတော့လက်ရှိမှာကျွန်တော်တိတလောက်ဆိုရင်တော့ဒါပထမနှစ်မှာဆိုရင်ဒါကျွန်တော်၈000ရမယ်ဂိုတကိုတွင်ဂိုတကိုဖန်တီးရင် ပေါင်၄000ဆိုပေါင်၄000ရမယ် ပေါင်4000ရမယ်အဲ့တော့တကိုးသွင်းတကိုးဖန်တီးရင်ဒါကျွန်တော်1.2ပါကျွန်တော်တသိန်း2000ရမယ်အဲ့တော့ဒုတိယနှစ်မှာဒီထက်ပိုကောင်းတာခုနက8000ထက်20ရာခိုင်နှုန်းပိုတိုးမယ်ဒုတိယနှစ်မှာဒါကျွန်တော်တို့4000ထက်ကျွန်တော်20ရာခိုင်နှုန်းပိုတိုးမယ်အဲ့တော့ဒုတိယခုနကတို့ကဒီနှစ်တစ်နှစ်တည်းမဟုတ်ဒုတိယနှစ်နေမယ်ဆိုခုနကထိုးကြီးလဲရာခိုင်နှုန်းပိုမြင့်သွားမယ်ကိုတကိုးသွင်းကျွန်တော်ရှင်းတယ်တသိန်းလောက်ဖြစ်သွားမယ်ဒါမှမဟုတ်အဲ့တော့ကိုတကိုးသွင်းပေါင်တသိန်းလောက်ရနေတဲ့ဥစ္စာကြီးကစောက်ရမယ်ဒါပေမဲ့အားလုံးနဲ့အကောင်းဆုံးချက်ကပါတယ်လား ဆိုရီယာအခုမပေးရအဲ့တော့ရော်နယ်ဒိုအခုလက်ရှိရနေတဲ့လစာမှန်သမျှရော်နယ်ဒိုကအကုန်လုံးကိုအိတ်ကတ်ထဲကိုပြန်ထည့်သွားမှာဖြစ်တယ်အခုလက်ရှိမှာဒါတိုးတက်ပြန်တွက်ကြည့်အောင်တနစ်မှာယူရိုဒါတန်း400ရမယ်ဒါပြခုနဘာညာပေါင်းတယ်မှာတနစ်ကိုရော်နယ်ဒိုနဲ့ယူရိုတန်း900နဲ့600ကျောင်းရတဲ့ပတ်စံအကုန်လုံးကိုအခွန်ဆောင်စရာမလိုဘဲနဲ့ရော်နယ်ဒိုကအကုန်လုံးကိုအိတ်ထဲထည့်သွားခွင့်ရမှာဖြစ်ပါတယ်အဲ့လာကဆောက်ရပါတော့ဒါခုနနောက်ဆုံးအဲ့ ဘလောက်တိမိုက်လဲဆိုတော့အခုလက်ရှိမှာသူနောက်ထပ်ကြံသေးတယ်ပေါ့နော်ရော်နယ်ဒိုအနေနဲ့အခုလက်ရှိမှာသူ့အိမ်ကအာလုံးမောင်းအလုသမား16ရောက်ရှယ်အလုသမား16ရောက်လုံးကိုလည်းအောင်နစီယာဘက်ကနေပဲဒါကျွန်တော်တို့လစာပေးထားရတာဖြစ်ပြီးတော့တနစ်ကို1.4 million ကုန်ကျတယ်လို့လည်းသိရတယ်မှာပါတယ်ဒါပဲကျွန်တော်လက်ရှိမှာဒါရနလူသွားဖို့လာဖို့ဟိုနီဟိုနာဒီနာသွားဖို့လာဖို့တော့လေဒါလီယင်ကိုဆင်းလုံးပေးထားခဲ့ပဲအဲ့လီယင်ကလည်း၄သန်းတန်တာဖြစ်တယ်လို့သိရတယ်မှာပါတယ်အဲ့တော့ တော်တော်လေးကိုမိုက်တယ်ရော်နယ်ဒိုရဲ့စာချုပ်အပြောင်းအရွှေ့လိုပဲပြောရမယ်ဒီမှာပါပါတယ်ဘောနော်အဲ့တော့ယူရိုတန်လေးရရတဲ့စာချုပ်တန်စာချုပ်စာချုပ်ထိုးကြီးကလားပေါင်တော့ပေါင်38တန်ဂိုးတကူသွင်းရင်ပေါင်8000တလုံးဖန်တင်းရင်အာကျွန်တော်တို့ပေါင်လေးပေါ့ယူရို4000တော်တော်လေးကိုမိုက်တယ်အဲ့တော့ဒီညမှာတော့အတူချုံးနေခုနကကျွန်တော်ဆော်ဒီလေးကိုနောက်နေတာမှကျွန်တော်ထပ်ရှင်းပြမယ်နော်ဒါကျွန်တော်တို့ဆော်ဒီလေးမှာလက်ရှိမှာရော်နယ်ဒိုလောက်ပေးထားငွေလားကျွန်တော်ဆော်ဒီလေးအယ်နစီယာအယ်ဟီလေးအယ်ဟာလီတို့ကျွန်တော်ဘယ်လိုမျိုးတီးခဲ့ကြလဲ ရနိုဒိုရောက်ပြီးမှဒီလီတီစီ sorry pro လီရဲ့ဒါကျွန်တော်တို့ profile ကဘလောက်တိမြင့်သွားလဲဒါတွေကိုကြည့်ရင်တော့အကုန်လုံးသိမှာတယ်နဲ့အဲ့တော့တန်လားမတန်လားတော့ညီကိုတို့ကိုယ်တိုင်ဆုံးဖြတ်ကျွန်တော်တို့မန်နေပြောရနိုဒိုကြောင့်မို့လက်ရှိမှာကျွန်တော် sorry pro ကျွန်တော်ကိုယ်တိုင်တော့ဒါကျွန်တော်ကိုယ်တိုင်ဘောလုံးကြောင့်ပြောအရင်တော့ကတိတယ်တာလစ်ကာတို့ဘာလို့ဆော့နေတယ်ဆိုတော့တိတယ်ဒါပေမဲ့အဲ့လောက်ကြီးဒါကျွန်တော်တို့ထက်ထက်ဝင်မှာအခုလက်ရှိမှာကျွန်တော် sorry လီရဲ့ဒါကျွန်တော်တို့ ရှိတဲ့အသင်းရဲ့ဒါတဝက်လောက်ကိုကိုရီးယားမြတ်တိတယ်ဆိုလဲအပီယာအကြောင်းပေါ့နော်အဲ့ဒါကျမဘယ်ကောင်ကဘယ်အဟီလေးပြောင်းပါအဟာလီပြောင်းပါဒါပေမဲ့နာမည်ရောအခုချိန်ကြီးရောတော့မှာပေါ့အာနာစီယာရှိသွားပြီဒါကျွန်တော်အမျိုးမျိုး LED head တို့အုပ်စုရှိမယ်အမျိုးမျိုးပဲပေါ့နော်အဲ့တော့ဒါပေမဲ့ဘလူးပဲပြောရော်နယ်ဒိုရဲ့နောက်ကနေဒါကစားသမားတော်တော်များလိုက်သွားတယ်ဒါပေမဲ့ဘလူးပဲပြောရော်နယ်ဒိုအခုလက်ရှိလုပ်ပြီးနေဆော်ဒီလီပရိုရဲ့ဒါကျွန်တော် ambassador ပုံရိပ်ကဒီတန်း6အတန်လားဆိုရင်တော့တစ်နှစ်ကိုခင်ဗျားတွက်ကြည့်တယ်တစ်နှစ်ကိုတန်း6ပဲတစ်လကိုတန်း90ပေးရတယ် တကယ်တော့မာကွန်စေးနဲ့ပြန်တွက်ကြည့် ROI ပြန်ကတ်လာဆိုခိုက်တာပေါ့ခုနပေါ့အခုလက်ရှိမှာကျွန်တော် sorry league ကိုဗာမန်းတီးသွားပြီလေဟုတ်တယ်မလားအဲ့ဒါနဲ့ဒီတန်နေပြီပြီး sorry league ကအဲ့ဒါကြီးကိုကင်ပြီးမကြခင်မှာ2034မှာကျင်းပါမယ်ကမ္ဘာဖလောက်သူကဝင်တော့မှာလေအဲ့တော့သူတို့အတွက်ကတော့တန်သွားပြီလေကျွန်တော်တို့လည်းသိတယ်အဲ့တော့ sorry နဲ့ဘောလုံးနဲ့ကျွန်တော်တို့ကအရင်ကြီးမစိမ့်တော့အဲ့တော့ very very good သွားပြီအဲ့တော့သူတို့အနေနဲ့ဒါ Ronaldo invest လုပ်တဲ့ investment ကြီးတစ်ခုဖြစ်တယ်ကျွန်တော်တို့ကတန်တဲ့ investment တစ်ခုလို့မြင်တယ် လောက်ပဲအဲ့တော့ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ကျွန်တော်နဲ့ DB4E တို့မှာကျင်းလို့ဆိုတော့ပေါ့အကူကြည့်လို့ရပါတယ်။မြန်မာလေးကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုးတူပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့နောက်မှာ A စစ်စစ်တွေ့ကြတာပေါ့။အားလုံးကြိုးတူပါတယ်။မြန်မာလေးကလစ်ပေးကြပါဗျ။မြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်။ကျွန်တော်တို့နောက်မှာ A စစ်စစ်တွေ့ကြတာပေါ့။ဒီပါဗျ။